ဒီနေ့မှထိုင်းနိုင်ငံရေကြီးတဲ့နေရာမှာလွန်မြောက်ဖို့အတွက်စ조사ကြတဲ့တရိษံလေးတွေရဲ့လောရကအတိတရားတစ်ခုကိုရားစေတယ်မိမိကိုကိုလောအောင်မ조사ပဲမိမိရဲ့သားသမီးတွေကိုကအစကိုလောမယုံမဲပါအောင်ခေါ်ဆောင်နေဗီဒီယိုဖိုင်လေးတွေကိုကြည့်ရတာမိဖမေတ္တာကိုတကယ်ဖော်ကျူးလိုက်တဲ့ အရာပါပဲဟုတ်ပါတယ်တကယ်တော့မိဖမေတ္တာဆိုတာဘေလန်းနန်းမှခြေဖြတ်လို့မရတဲ့အနိုင်မေတ္တာပါဒါကြောင့်ဒီလောက်တရိษံလေးတွေတောင်မိမိရဲ့သာသမီတွေကိုဒီလောက်ထိယူရပြီးတော့ကိုယ်အသက်ပေမှာမကြောက်ပဲသာသမီကိုပါအောင်ခေါ်လာနိုင်တဲ့အရာတွေကိုတွေးရတဲ့အတွက်မိမိတို့ကလူသားတွေဖြစ်တယ်လူသားတွေဖြစ်တာနဲ့အတူ ယခုဆိုရှယ်ခက်ကူရောက်လာလေလူတွေကအသီးညာမေးလာလေအဖြစ်တွေကိုမြင်ရတဲ့ဘာလို့လဲမိဖားကျေးဇူးကို မမေးကြပါနဲ့မိမိတို့ကလူသားတွေဖြစ်တဲ့အလျောက်ဆင်းရဲနှွန်ပါသည်ဖြစ်စေချမ်းသာသည်ဖြစ်စေမေတ္တာတရားကအတူတူပါပဲဒါကြောင့်မိမိတို့ခွန်အားရှိနေတဲ့အချိန်မိမိတို့လောက်ကင်နိုင်တဲ့အချိန်မှာ မိဖားတွေကို ပြင်းမထဖို့အတွက်ဒီနေ့ထိုင်းနိုင်ငံရေးကြီးသွားတဲ့ဗီဒီယိုဖိုင်လေးတွေကတရိษံလေးတွေရဲ့မိဖမေတ္တာကိုဖော်ကျူးပြတဲ့ဗီဒီယိုဖိုင်လေးတွေကိုကြည့်ရင်ဒီဟာလေးနဲ့ထောက်ပြပြီးဒီဗီဒီယိုဖိုင်လေးကိုရိုက်ကူးတင်စားပေးလိုက်ရပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါ